အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာတကုံဦးစန်းကိုရေးသားတဲ့ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသောမိဂိုနှင့်ပြည်တနာများဘောင်းချုပ်ဆိုတဲ့စာအုပ်ထဲမှာလူသုံးစကားဖြတ်တောက်ထားသူကညီသူနီးဆိုတဲ့အပိုင်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ပြည်တနာလောကဝေါဟာရမေးလျှောက်သူ ပောတလိကတဲ့ချင်းဗုဒ္ဓသည်ယဟန်များစွာခြံရံလျက်တိုင်းရဒီဒီပြည်အဆုဆို မြို့အဖျားဖျားရွာတန်တန်တို့သို့လှည့်လည်၍တရားချက်ဓမ္မဆက်ကိုဖွင့်တော်မူသည်တွင် အင်္ဂတိုင်းမြောက်ပိုင်းရှိအာပနဏီကုန်းသို့ရောက်ရှိသွား၏ထိုဏီကုန်း၌အခိုက်တက်သတင်းသုံးနေတော်မူ၏တနေ့သောအခါဆွမ်းစားပြီးချိန်တွင်ဗုဒ္ဓသည်တစ်တပင်ယင်းဝါတပင်အောက်တွင်တဘာသေးထိုင်နေတော်မူ၏ထိုဏီကုန်းမှပေါ်တလိကမြည်သောသကြွယ်သည်ဝေကောင်းစားလှဝတ်ဆင်လျက် ဖနက်ကိုစီထီးကိုဆောင်းကနေစဉ်လမ်းလျှောက်မြေတိုင်းလမ်းလျှောက်လေ၏ဤသို့လမ်းလျှောက်ရာကဗုဒ္ဓထိုင်တော်မူသည့်တပင်အောက်သို့အမတ်ပတင်ရောက်ရှိသွားလေသောအခါဗုဒ္ဓကတကြွေထိုင်လူကထိုင်လို့ဟု ဆိုလေသောပေါ်တလိကတကြွေသည် သူ့ကိုတကြွေဟုခေါ်ရပါမည်လားဟုဗုဒ္ဓအားစိတ်ဆိုးသောမျက်နှာကြီးနှင့်တုံတုံမုံမုံကြည့်နေ၏တကြွေထိုင်လို့ဟုဗုဒ္ဓက သုံးချိန်တိုင်တိုင်မိတ်လေတော့ခါညနာမကြီးမသားနှစ်ပင် သူ့အားတကြွယ်ဟုမခေါ်တဲ့ကြောင်းရှောက်ထားတော်သည်အရှင်ဂေါရမကျွန်ုပ်အားတကြွယ်ဟုခေါ်ခြင်းမှာမသိစနိုးလားဤသို့တကြွယ်ဟုမခေါ်ပါလေတကြွယ်တင်းဤအမူအရာနှင့်တင်းဤအသွင်ပြင်းများကတကြွယ်ကဲ့သို့ပင်တကားဤရမအစဗုဒ္ဓနှင့်ဗောဓလိကတကြွယ်တို့မှာမေးလိုက်ဖြေလိုက် ခွန်တော်ခွန်ပြန်ဖြစ်လာသည်ဆက်ဆံမှုအရာတွင်ခတ်ထံမာကြောလာသောတကြွယ်အားဗုဒ္ဓကချိုးသားစကားဖြင့်ဆက်ဆံ၏အရှင်ဂေါရမအကျွန်ုပ်သည် လူမှုကိစ္စမှန်သမျှအာလုံးစွန်ပယ်ထားသူဖြစ်၏လူအုံတုံးဝေါ်ဟာရမှန်သမျှကိုလည်းအာလုံးဖြတ်တောက်ထားသူဖြစ်၏တကြွယ်တင်းသည်လူမှုကိစ္စမှန်သမျှကိုမြည်သို့စွန်ပယ်၍လူအုံတုံးဝေါ်ဟာရအာလုံးကိုလည်း မြည်တို့ဖြတ်တောက်ထားသည်နီအရှင်ဂေါရမအကျွန်ုပ်သည် ကောက်ပဲတိနှံဆံရီစပါရွှေငွေများကအစရှိသည်မြအရရက်တို့ကိုသားသမီးများအားလွဲအပ်ခွဲဝေ ပေးလိုက်ပြီးဖြစ်၏ကျွန်ုပ်ထိုပစ္စည်းရရက်တို့၌တမတ်မှုလည်းမရှိ တွေ့တာမှုလည်းမရှိပြီလူမှုကိစ္စအလုံးကိုစွန့်ပယ်ထားသည်ကဤသို့လူအုံတော်ဝေါ်ဟာရအလုံးကိုဖျက်တောက်ထားသည်က ဤနေဟု၍ဆို၏တကြွယ်လူအုံတို့များကိုတင်ဤဖြတ်တောက်ပုံနှင့် အရိယာတို့အဆုံးမ၌လူအုံတို့ကိုဖြတ်တောက်ပုံတို့ကခြားနာနေကြသည်တကားအရှင်ကောရမမိတို့ခြားနာပါသည်။ခြားနာချက်ကိုကျွန်ုပ်အားဟောကြားစေခြင်းပါ၏ဟုဗုဒ္ဓထံပန်ကြားလေ၏ထိုအခါဗုဒ္ဓသည်အရိယာတို့၏အဆုံးမ၌လူအုံတို့ဖြတ်တောက်ခြင်းရှင်မျိုးရှိကြောင်းကိုတကြွယ်အား ဟောကြားလေသည်ကတင်းသူ့အသက်တခြင်းကိုပယ်ခြင်းနှင့်သူ့ဥစ္စာခိုးခြင်းကိုပယ်ခြင်းသုံးမူသားစကားဆိုခြင်းကိုပယ်ခြင်းလေးဂုံချောစကားဆိုခြင်းကိုပယ်ခြင်းငါလိုချင်တတ်မှတ်မှုကိုပယ်ခြင်း၆ကဲရဲ့မှု ချုပ်ချယ်မှုကိုပယ်ခြင်း9အမျက်ထွက်မှုပင်မမှုကိုပယ်ခြင်း10လွန်မင်းစွာမှန်မှုခြင်းကို ပယ်ခြင်းတို့ဖြစ်သည်။ဤတို့အကျဉ်းအဖြစ်ဟောကြားသည်ကိုနားမလည်နိုင်သဖြင့်အကျဉ်းအဖြစ် ဟောကြားပါရန်တောင်းပန်သည်မှာအရှင်ဂေါရမဤတို့ဟောကားများဖြင့်အကျဉ်းုပ်နားမလည်ပါ။တောင်းပန်ပါ၏။အကျဉ်းအဖြစ်ဟောကြားတော်မူပါအောင်။တကြွအာယုံထား၍ကြားနာမှတ်သားလေလော။သူအသက်ကိုတတ်သူသည်မိမိကိုယ်ကိုမိမိလည်းဆွဆွဲရ၏။ ပညာရှိတို့ကဲ့ရဲ့ခြင်းကိုလည်းခံရရ၏။တည်ပြီးသည့်နောက်၌လည်းအပယ်လေးပါးသို့လာရ၏။စင်စဲသူအသက်ကိုတတ်ခြင်းသည် အနောင်ဖွဲ့တစ်မျိုး အနောင်ရှက်တစ်မျိုးပင်တည်။သူအသက်ကိုတတ်ခြင်းဟူသော အကြောင်းကြောင့်ဖြစ်ပေါ်သည့်ပယ်မှန်ခြင်း ပူပန်ခြင်းဟူသောဆင်းရဲဒုက္ခတို့သည်သူအသက်တတ်ခြင်းမှရှောင်ကျဉ်သူအားဖြစ်ပေါ်မည်မဟုတ်။တကြွယ်အရိယာတပည့်သည် ဤအကြောင်းကိုဆင်ခြင်၍သူအသက်ကိုတက်ခြင်းမှရှောင်ခြင်း၏တကြွယ်သူဥစ္စာခိုးယူသူသည်တကြွယ်မူသားစကားဆိုသူသည်တကြွယ်ဂုံကြောစကားဆိုသူသည်တကြွယ်လိုချင်တတ်မှတ်မှုရှိသူသည်တကြွယ်ကဲ့ရဲ့ချုပ်ချယ်မှုပြုသူသည်တကြွယ်အမျက်ထွက်သူ ပြင်းစွာပင်ပန်းသူသည်တကြွယ်လွန်မင်းစွာမှန်မှုသူသည်မိမိကိုယ်ကိုမိမိလည်းဆွဆွဲရ၏ ပညာရှိတို့ကဲ့ရဲ့ခြင်းကိုလည်းခံရရ၏။တေပြီးနောက်၌လည်းအပေတို့ကြားရောက်ရ၏။စင်စင်လွန်မင်းစွာမှန်မှုခြင်းသည် အနာဘွဲ့တစ်မျိုးအနောက်ရှက်တစ်မျိုးသာတည်။လွန်မင်းစွာမှန်မှုခြင်းဟူသောအကြောင်းကြောင့်ဖြစ်ပေါ်သည့်ပင်ပန်းခြင်းပူပန်ခြင်းဟူသောဆင်းရဲဒုက္ခတို့သည်လွန်မင်းစွာမှန်မှုခြင်းမှရှောင်ကွင်းသူအားဖြစ်ပေါ်မည်မဟုတ်။တကြွယ်အရိယာ၏တပည့်သည် ။ဤเจ้าများကိုဆင်ခြင်၍လွန်မင်းစွာမှန်မှုခြင်းမှရှောင်ခြင်း၏။တကြွေအရိယာသူမြတ်၏အဆုံးမ၌လူအသုံးနှုံးကိုဖြတ်တောက်ခြင်းတို့သည်ဤရှင်မျိုးတို့ပင်ဖြစ်ပေ၏။သို့သောဤမြဖြင့်လူအသုံးနှုံးလုံးဝပြတ်တောက်သွားစီကမဟုတ်။အရှင်ဂေါရမအရိယာအဆုံးမ၌မြည်မြသောတိုင်းတာဖြင့်လူအသုံးနှုံးများလုံးဝပြည့်စဲသွားပါသည်နီ။ဟောကြားတော်မူပါအောင်လော။ တကြွအရိယာဤတပည့်သည်ကာမဂုဏ်တို့၏အမေယိုသားတေမြတ်မီးရှူမိကြီးရင်းတို့နှင့်တူ၍စင်ရဲ့ပင်မခြင်းကို ဖြစ်စေပုံအိမ်မက်နှင့်တူ၍အစစ်အမှန်မဟုတ်ပုံငါရဲ့အတော်ပစ္စည်းနှင့်တူ၍မိမိမပိုင်ဆိုင်ပုံချိုးသောအသိရှိသောတစ်ပေနှင့်တူ၍ဘေးအန္တရာယ်ရှိပုံတို့ကိုပညာဖြင့်ဆင်ခြင်၍အမျိုးမျိုးသောသဘောရှိသောဥပ္ပခါကိုရှောင်ပြီး တခုရီးသောသဘောရှိသော ဥပိ္ပခာကို ပွားများ၏ထိုအရိယာတပည့်သည်မြတ်သော ဥပိ္ပခာကြောင့်ဖြစ်သည်တတိစင်ကြဲခြင်းကိုအစွဲပြု၍ဘဝဟောင်းတို့ကို ပြန်ပြောင်းအောင်မေ့နိုင်သော ပုပ်ပေနိဝါဒနှုတ်တတိညာတတဝါတို့၏တည်ခြင်းဖြစ်ခြင်းကို မြင်သောဒိဗ္ဗစကုညာနှင့်အာတဝောကင်းသောလွတ်မြောက်မှုတို့ကို မျက်မှောက်ပြုလေ၏တကြွယ်ဤများသောတိုင်းတာဖြင့် အရိယာအဆုံးမ၌လူအသုံးနှုံးလုံးဝပြည့်ချင်းသည်ဖြစ်၏ဤကဲ့သို့သော လူအသုံးနှုံးပြည့်ချင်းကိုတင်ဤကိုယ်တွင်တွေ့မြင်ပါ၏လောအရှင်ဘုရားအကျွန်ုပ်သည် ထိုကဲ့သို့သောသုံးနှုံးပြည့်ချင်းမျိုးနှင့်အလံဝေးလာပါ၏အကျွန်ုပ်သည်ရှေးခါကပရဝိုက်များအားတက်သည့်လိမ္မာသူများဟု အမတ်မှားခဲ့ပါသည်ယခုအခါ၌ကပရဝိုက်တို့အား တက်သည့်လိမ္မာသူများမဟုတ်ဟုမှတ်၍ယဟန်းများကိုသာတက်သည့်လိမ္မာသူများဟု၍မှတ်ပါတော့အံမြတ်စွာဘုရားသည် အကြံနှုတ်အားယဟန်းတန်ဃာတော်များအပေါ်၌မျက်နှိုးခြင်းကြည်ညိုခြင်း ရိုသေခြင်းတို့ ဖြစ်ပေါ်စေခဲ့ပါသည်ဤသို့ရိုသေကျိုးနွန်စွာလျှောက်ထားပြီးလင်ဘောတလိကတကြဲကမြတ်စွာဘုရားထံ၌ရာသက်ပံဥပတကာဖြင့်ခံယူလေသည် နားဆင်ပေးသူအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။